ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြခဲ့တဲ့အပြင်ဘယ်သူမှလိုက်မမိနိုင်မဲ့ Greenness စံချိန်ကအရယူလိုက်တဲ့စိတ်ကြီးရတဲ့တို့ပရိသတ်များအားလုံးမဲ့မိန်လာများရွှေရောအိုင်မက်ခွန်ရှိကို online အချင်းကနေပြန်လဲချိုးလိုက်ပါရင်စိတ်ကြီးရတဲ့တို့ကတော့ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြသွားခဲ့ပြီပဲဖြစ်ပါရင်ညကစားခဲ့တဲ့ Nation League Quarterfinal မှာ Portugal အသင်းဟာဒိမတ်အသင်းကိုဂိုးပြတ်ဖို့ပြီးနောက်တစ်ဆင့်ကိုတက်နိုင်ခဲ့ပါရင်စိတ်ကြီးရတဲ့တို့ကပွဲမတိုင်ခင်တော့က Wildland ကိုသတိပေးထားခဲ့တဲ့အတိုင်းဖြစ်အောင်လုပ်ပြီးတော့ဆိုရီပုံစံနဲ့အောင်ဝတ်ခံသွားခဲ့တာဖြစ်ပါရင်ဒိမတ်အသာပွဲမတိုင်ခင်တော့က ဆယ်ကြီးရနေတို့က white line ကိုခုလိုမျိုး3ပေးခဲ့ပါတယ် white line ကျွန်တော်ပုံစံအောင်ပဲခံခဲ့တာကပြဿနာမဟုတ်ပါဘူးသူကျွန်တော်ကိုမလေးမစားလောက်တာပြောလဲမဟုတ်ပါဘူးသူမှမဟုတ်ပါဘူးတခြားသောအားကစားသမားတွေတခြားသောအားကစားကသူတွေလည်းကျွန်တော်ပုံစံမျိုးအောင်ပဲခံလိုက်ကြတာပါပဲလာမယ့်ပွဲမှာ white line အနေနဲ့ကျွန်တော်အောင်ပဲခံနေတာကိုပြန်ကြည့်ရမှာပါကျွန်တော် portuguese အလံကိုအသက်ဆုံးကာကွယ်သွားမှာပါလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်ဒီလိုနဲ့ညကစားခဲ့တဲ့ပွဲမှာတော့ red ကသူပြောထားတဲ့အတိုင်းဖြစ်အောင်လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ် ဖွဲ့စားခြင်းခြောက်မဲ့မှာစေကြီးကပရဏီရခဲ့သေးပြီးထထူးကြကြလွဲချော်သွားခဲ့ပါတယ်ပရဏီလွဲချော်ခဲ့ပေမဲ့စေကြီးအနေနဲ့အာယုံနေလွဲပြားမသွားပါဘူးဒီလိုနဲ့ဖွဲ့စားခြင်း80နာရီမိနစ်မှာတော့အသင်းအတွက်အရေးပါတဲ့သွင်းဟုတ်တစ်ခုကိုသွင်းယူပေးခဲ့ပြီးစွေအောင်ဝဲခံနဲ့ပိုင်လိုင်းအရှိမှပြန်လည်အောင်ဝဲခံသွားခဲ့တာဖြစ်ပါတယ်ဒီဟုတ်ဟာရဲလိုအတွက်ကစားမဘွားပြန်ဝဲဆုံး926ခုမြောက်ဂိုးလေးဖြစ်ပါတယ် ဒါဟာစိန်ကြီးအနေနဲ့ဂိုးထောင်ပြေ89ဒါလို့အဒေါ်လာဖြစ်ပါတယ်ရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းအနေနဲ့အိမ်ခွေမှာနှစ်ကျော်ပေါင်း9ဂိုး2ဂိုးနဲ့နိုင်ပြီးတော့ Nation League Semi-final ကိုတက်လန်းသွားနိုင်ခဲ့တာပါရိုနယ်ဒိုနဲ့ပတ်သက်ပြီးလေးစားစရာကောင်းတာကတော့ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပြသွားတာပဲဖြစ်ပါတယ်သူအနေနဲ့အမြဲတမ်းစ조사အထောက်တက်သူပြီးပြီး조사မှုကိုရှေ့တန်းတင်ထားခဲ့တာပါပေါ်တူဂီအသင်းဟာ Semi-final မှာဂျာမနီအသင်းနဲ့ရင်ဆိုင်လို့ရှင်မြန်သွားမှာလည်းဖြစ်ပါတယ်တော်တော်ချင်းနဲ့အတွင်းကုန်းတထောင်ဆန်ကျင်ကလည်းနီးကပ်လို့လာခဲ့ပါပြီ ရိုနယ်ဒိုကလည်းရှေ့မှာပြိုင်ပွဲနေ့တနေ့အတွင်းဂုံး90ဝင်းကျင်သွင်းနေတာပါသူ့အနေနဲ့အသက်40ပြည့်သွားပြီဖြစ်ပေမဲ့လည်းနောက်ထပ်5-6နှစ်ဘောလုံးလောကမှာဆက်ရှိနေအောင်မဲ့အခြေအနေမှာရှိနေပါရင်ဒါဆိုရင်သူကဂိုးတထောင်ပြည့်မှတ်တိုင်ကိုပြည့်ရုံနဲ့မကကြော်ပါကြော်သွားနိုင်ပါရင်သူ့ရဲ့ဂိုးသွင်းနှုန်းရာ2026လောက်ဆိုရင်သွင်းဂိုးတထောင်ကပြည့်ပြီးတော့ပါပြီရိုနယ်ဒိုက2026ကမ္ဘာဖလားကိုလည်းပေါ်တူဂီလိုင်းစင်နဲ့အတူပါဝင်ရှင်ပြိုင်သွားဖို့စီစဉ်နေသူပါ တချို့တွေကရနန်ဒိုကိုရွေးချယ်လို့ပတ်သက်ပြီးတော့ဝေဖန်မှုတွေရှိခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပေါ်တူဂီလရွေးစင်ကြီးကမာရီနက်ကအခုလိုပြောပါတယ်ဂရက်ရှင်ရော်နယ်ဒိုလိုကစားသမားမျိုးကိုရွေးချယ်တာကအချက်၃၀ကျောင်းဖြစ်ပါတယ်ပထမတစ်ချက်ကသူ့ရဲ့ဘောလုံးအရေးအသွေးကမေကွန်ထုတ်စရာမရှိပါဘူးနောက်တစ်ခုကသူဟာဘောလုံးသမိုင်းရဲ့အကောင်းဆုံးကစားသမားတွေကတူဖြစ်ပါတယ်နောက်တစ်ခုကတော့သူ့မှာထူးခြားတဲ့အတွေ့အကြုံတွေရှိနေတာပါသူက European ဝဲ6ခုထိပါဝင်ကစားနိုင်ခဲ့တဲ့တူတက်သောကစားသမားဖြစ်သလိုနိုင်ငံကပွဲပေါင်း200ကျော်ကစားထားတဲ့အတွေ့အကြုံလည်းရှိနေပါတယ်အဲဒီထဲကမှအထူးခြားဆုံးကတော့သူ့ရဲ့အလုပ်တာဝန်ကျင်မှုဖြစ်ပါတယ်နောက်ပြီးသူ့ရဲ့ဆေးရထက်တန်မှုကအ အသင်းမှာရှိတဲ့ကစားသမားတွေနဲ့ဝန်ထမ်းတွေအပေါ်ကူးစက်နိုင်မှုရှိပါတယ်။တူပါရီကအသင်းမှာအခုလိုကစားခွင့်ရနေတာဟာအတိတ်မှာသူလုံးပြခဲ့တဲ့အရာတွေကြောင့်မဟုတ်ပါဘူး။သူဆက်လက်လုံးပြနေတဲ့စွမ်းဆောင်ရည်ကြောင့်အရေးခံခဲ့ရတာပါ။ကျွန်တော်လက်ထက်ပေါ်တူဂီလီဝေးစင်မှာသူဟာပြိုင်ပွဲ၂၁ဝယ်ကစားထားပြီး၁၆ဂိုးသွင်း၄ဂိုးဖန်တီးထားနိုင်ပြီးအသင်းရဲ့ထိပ်တန်းကိုသွင်းရှင်ဖြစ်နေပါတယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ ဘယ်ရဲ့သွေးကိုစံချိန်တွေအကြောင်းကိုပြောတာတရားတော်ညပုံပြနေလို့ဖြစ်ပါတယ်ပြောမလို့ကိုကိုယ်နိုင်မှာမဟုတ်ပါဘူးလွယ်လူကကစားမဘွားမှာသွေးကိုနဲ့ပတ်သက်လာရင်ဘယ်သူမှ live မမီတဲ့စံချိန်မှတန်းကောင်းများစွာတင်ရှိထားနိုင်ခဲ့တာပါနောက်ထပ်လည်းစံချိန်မှတန်းကောင်းများစွာထက်ထက်ပြီးတင်ရှိအောင်မဲ့သူမျိုးဖြစ်ပါတယ်ကစားမဘွားကလည်းနားမယုံချင်းရန်ဒိုအားမြခင်စိမ့်ပေါ်ခြေချလိုက်တာနဲ့စံချိန်တွေတစ်ခုမဟုတ်တစ်ခုတင်နိုင်တဲ့သူဖြစ်ပါတယ်ရန်ဒိုဟာဒိမဲ့နဲ့ပွဲစဉ်မတန်းခင်မှာနိုင်ငံကလည်းရေးစဉ်ပွဲအများဆုံးနဲ့ဂိုးသွင်းများဆုံးကစားသမား green နဲ့စံချိန်တွေကိုလက်ခံရရှိခဲ့သေးတာဖြစ်ပါတယ် โอเคပါမြားဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ